ရှင်ဘထက်ကအောင့်မီမောတယ်လို့မျိုးအသက်ရှူမဝတယ်လို့မျိုးရင်တုံတယ်လို့မျိုးနှလုံးရောဂါဆန်ဆန်လက္ခဏာတွေခံစားပြီးတော့မှစိတ်ယုံလဲသွားပြရောအားလုံးကောင်းနေတာမျိုးကြုံဘူးလား။ ပြောတဲ့ညတွေများလို့စစ်စစ်ကြည့်တော့လေအကြောင်းရင်းမဲမဲရမတွေ့တာမျိုးဖြစ်ဘူးလားစိတ်ထဲနေရမအီမတာနဲ့စိတ်ခန့်စားချက်တွေရုတ်ရော့နွမ်းနေနေပြီးလလန်းဆက်ဆက်မရှိတာမျိုးဟာဘာကြောင့်လဲဆိုပြီးအဖြစ်ရှာကျင်နေလားစိတ်ရောစိတ်ကနေသွားပြတဲ့အခါကျရင် anxiety တွေတက်ပြီးစိတ်လှုပ်ရှားတာကြောင့်ခန္ဓာကိုယ်ရဲ့ fighter sign တွေဖြစ်တဲ့သွေးပေါင်ခြင်းနှလုံးခုန်တို့သွေးထဲအောက်ဆီဂျင်နဲ့သွေးဖြေတွေပေါ်မှာတက်ရောက်ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်မင်္ဂလာပါကျမဒေါက်တာစိတ်မား အသစ်ချွတ်ရှိထားတဲ့ Huawei Watch Fit 4 Series ကကျန်းမာရေးနဲ့ပတ်သက်ပြီးဘလို့အထောက်အကူပြုလဲဆိုတဲ့အကြောင်းအရာလေးကိုညွှန်ပြပေးသားမှာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဘက်ထရီတန်တန်း10ရက်ထိခံတဲ့ Huawei Watch Fit 4 Series လေးကိုပတ်ထားလိုက်ရုံနဲ့မိမိခန္ဓာကိုယ်ကနှလုံးနဲ့ပတ်သက်တဲ့လက္ခဏာတွေအိပ်စက်တာတွေစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတောက်လျှောက်သိရှိနေနိုင်ပါပြီ။ကိုယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေကို Huawei Health App ထဲဝင်ကြည့်လို့ရပြီးတော့ iOS, Android Smartphone အားလုံးနဲ့ချိတ်ဆက်အသုံးပြုလို့ရရလေ။ကျမတို့တွေကနှလုံးရောဂါနဲ့ပတ်သက်ပြီး short တွေ့လေးရှိကြတယ်။ ဒါပေမဲ့ကဘာပေါ်မှာအသက်သေဆုံးမှုအများဆုံးယောဂါနှလုံးယောဂါပဲဖြစ်ပါတယ်။တချို့လူတွေမှာကြတော့နှလုံးယောဂါနဲ့ပတ်သက်တဲ့လက္ခဏာတွေတိတိတတ်တတ်ခုမှမပြဘဲနဲ့အတိနောက်ကြတဲ့အတွက်ယောဂါအခြေအနေပိုဆိုးသွားတာမျိုးအသက်ဆုံးရှုံးရတာမျိုးကြီးကြုံကြရပါတယ်။ဒါကြောင့်မလို့ခုနှလုံးကျန်းမာနေရလားပုံမှန်မှန်နဲ့ပြောင်းလဲမှုတွေဖြစ်နေလားဆိုတာကိုလက္ခဏာတွေပြပြမပြပြစောင့်ကြည့်သိရှိထားတဲ့။အေးအေးပြတာနဲ့စိတ်ဖိစီးမှုများတာလည်းနှလုံးကျန်းမာရေပေါ်ဆိုးဝါးတက်ရောက်မှုတွေရှိပါတယ်။ တညကိုအိပ်စက်ချိန်နိုင်9နာရီအောက်ညော့နေတဲ့သူတွေနဲ့နိမ့်နေချိုက်ချိုက်မအိပ်ရတဲ့သူတွေအားဆိုရင်သွေးတိုးယောဂနှလုံးယောဂလေဖြတ်တာနဲ့ depression ခေါ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုပိုပြီးကြုံတွေ့ရနိုင်တယ်။ဒါအပြင် insomnia လို့ခေါ်တဲ့ညအိပ်မပြောတဲ့ပြဿနာအိပ်နေတော့အသက်ရှူရက်သွားတဲ့ sleep apnea လို့ခေါ်တဲ့ကျန်းမာရေးပြဿနာတွေအကြောင်းနှလုံးကျန်းမာရေးကိုပိုပြီးထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မလို့အရေးပေါ်ကအိပ်တာအပြင် ့ slick quality ပြည့်မီဆိုတာအိယာရယ်လားအဲ့ဒီတော့အသက်ရှူရက်သွားတာတွေဟောက်တာတွေရှိလားဆိုတာကိုလည်းပုံမှန်သိရှိထားနိုင်မှုအရေးကြီးပါတယ်စိန်ခေါ်မှုတွေများပြားပြီးရုပ်ဝတ္ထုပစ္စည်းတိုးတက်လာတဲ့ဒီနေ့ခေတ်မှာ anxiety များတာစိတ်ဖိစီးမှုများတာတွေကလည်းလူတိုင်းလူလိုကြုံတွေ့ကြရပါတယ်။ဒါတွေကမိမိရဲ့စိတ်ခံစားချက်ပေါ်မှာတည်ရမှုရှိတဲ့အပြင်ညဘက်အိပ်ပျော်ဖို့လည်းခက်ခဲစေပြီးတော့နှလုံးသားမရေကိုလည်းထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မလို့ stress တွေများတယ်ဆိုရင်ချက်ချင်းတည်ပြီးအချိန်ကြီးပြန်လဲလျှော့ချနိုင်မှုကလည်းအရေးကြီးပါတယ်။ Huawei Watch Fit 4 Pro မှာဆိုရင်နိုင်လေးပတ်ထားရုံနဲ့ ECG နဲ့နှလုံးခုန်နှုန်းကိုတိုင်းတာသိရှိနိုင်ပြီးပုံမှန်မဟုတ်တဲ့လက္ခဏာတခုခုရှိနေရင်အစောဆုံးသိရှိစေနိုင်ပါတယ်။ ECG result ကို Huawei Health App ထဲမှာလည်းဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ဒါဆိုရင် Sinus Rhythm ဖြစ်တဲ့အတွက်ပုံမှန်ဖြစ်ပါတယ်။နှလုံးခုန်နှုန်းက62လို့ပြတဲ့အတွက်ပုံမှန်နှလုံးခုန်နှုန်းက90ရာနေတရာတွေးဖြစ်တာကြောင့်မလို့နှလုံးခုန်နှုန်းလည်းပုံမှန်ပါပဲ။ဒီအောက်မှာလည်း ECG result က normal ဖြစ်တယ်ဆိုပြီးဖော်ပြထားပေးပါတယ်။ Sleep Record ထဲမှာဆိုရင်တော့ Disley, Lightly, IMsly, Awake ဆိုပြီးတော့ခွဲခြားဖော်ပြပေးထားတဲ့အပြင်အိတ်ဆက်ချိန်မှာရှိတဲ့နှလုံးခုန်တို့ Average HRV ကိုလည်းဖော်ပြပေးထားပါတယ်။ဒါအပြင်အိတ်နေရင်ရောင်ရမ်းတာမျိုးစကားပြောတာမျိုးတွေရှိသလား Snore လို့ခေါ်တဲ့ဟောက်တာမျိုးတွေရှိလားဆိုတာကိုလည်းသိရှိစေနိုင်ပါတယ်။ဒါဆိုရင်အိတ်နေတဲ့အချိန်မှာအသက်ရှူရက်သွားတဲ့ sleep apnea လို့ခေါ်တဲ့ပြဿနာတွေဖြစ်နေလားဟောက်တာတွေအများကြီးနေတယ်ဆိုလဲအသက်ရှူလမ်းကြောင်းမှာဘာပြဿနာတွေဖြစ်နေလဲဆိုတာကိုစမ်းစစ်သိရှိစေနိုင်ပါတယ်။ ဲ့စိတ်ဖိစီးမှုနဲ့ခံစားချက်အနေထားကိုတိုင်းတာတဲ့ stress and emotional wellness tracking ပါဝင်ပြီး stress များနေပြီဆိုတာနဲ့ပြန်လည်လျှော့ချဖို့အတွက်ညွှန်ကြားချက်လေးတွေပါတပါးတည်းပေးနိုင်ပါတယ် emotional well being နဲ့မှာလည်းမိမိရဲ့စိတ်ခံစားချက်အတက်အကျပြောင်းလဲပုံမူတည်ပြီးတော့ pleasant neutral and pleasant ဆိုပြီးတော့အယောင်သုံးမျိုးနဲ့ခွဲခြားဖော်ပြထားပေးပြီးတော့ stress တွေတအားများနေတဲ့အခါမှာလည်း stress ကိုဘယ်လိုလျှော့ချရမလဲဆိုတဲ့ breathing exercise တွေ meditation နေနဲ့တခြားသောနည်းလမ်းတွေကိုဖော်ပြထည့်သွင်းပေးထားပါဗျ။ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက် fitness course တွေမှာလေ့ကျင့်ခန်းပေါင်း200ကျော်ကို free ထည့်သွင်းပေးထားတဲ့အတွက်မိမိအိမ်မှာပဲနေပြီးတော့ workout မျိုးစုံကိုလုပ်လို့ရပါဗျ။ဒါအပြင် Huawei Watch Fit 4 Pro ထဲမှာ workout mode ပေါင်းလဲ100ကျော်ထည့်သွင်းဖော်ပြပေးထားပါဗျ။ ဒါကြောင့် Huawei Watch Fit 4 Series ကိုပတ်ထားရုံနဲ့ဆယ်ရက်ကြာ battery life တည်တန်းရှိတာကြောင့်မလို့နှလုံးသားမရဲ့အိပ်ဆက်ခြင်းနဲ့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတောက်လျှောက်တိုင်းတိုင်းသိရှိနိုင်မှုဖြစ်ပါတယ်။ Huawei Watch Fit 4 Series နဲ့ဆိုရင်တော့ iOS, Android အားလုံးနဲ့ချိတ်ဆက်အသုံးပြုလို့ရပြီးတော့နှလုံးနဲ့စိတ်ကျန်းမာစေဖို့အတွက်အနီးကပ်စောင့်ကြည့်စစ်ဆေးမှုတွေကိုကိုယ်တိုင်လုပ်လို့ရပါပြီ။ Huawei Watch Fit 4 Series နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလို့ရတဲ့ဆိုရင်တော့နီးစပ်ရ Huawei Showroom တွေမှာကိုယ်တိုင်တောင်းရဆန်သက်ပြီးဝယ်ယူရရှိနိုင်ပါတယ်။